နာသခင်ဂျေဇုတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူရအတွက်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အပိုင်ငယ်9မှ10ထို့ကြောင့်ငါတို့သည် နေမြဲရက်၌နေသည်ဖြစ်စေ၊ကြွားဝေးရာအရက်၌နေသည်ဖြစ်စေသခင်ဘုရားနှစ်သက်တော်မူသောသူဖြစ်ခြင်းကစေတနာစိတ်ရှိ၍ကြိုးစားအားထုတ်ကြ၏အကြောင်းမူကားငါတို့ရှိသမျှသည်ကိုယ်ခန္ဓာ၌ကျင့်သောအကျင့် ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအသီးသီးခံခြင်းကခရစ်တော်၏တရားပလင်ရှေ့၌ပေါ်လာရကြမည်။ဂျောင်းဒီနိုကဘတော်ကတော့တမန်တော်ရှင်ပေါ်လူကလောကမှာအသက်ရှင်တဲ့အခါမှာလေသခင်ဖျားနှစ်သက်တော်သူဖြစ်ဖို့အတွက်စေတနာစိတ်ရှိပြီးတော့ကြိုးစားအားထုတ်တယ်လို့ဖော်ပြပါတယ်။ဘာဖြစ်လို့လောကမှာအသက်ရှင်တဲ့အခါမှာဖျားနှစ်သက်အောင်အသက်ရှင်ရမလဲဆိုရင်တစ်ချိန်မှာ ခရစ်တော်ရဲ့တရားပလင်ရှိမှကျွန်တော်ကပေါ်လာမယ်။ဘာအတွက်လဲဆိုရင်တော့ကိုယ်ခန္ဓာမှာကောင်းမကောင်းကျင့်တဲ့အတိုင်းအဲ့ဒီအကျိုးပြုကိုအသီးသီးခံမှုရံအတွက်ခရစ်တော်ရဲ့တရားပလင်ရှိမှစစ်ဆေးခြင်းခံရမယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားပါတယ်။ဒါကြောင့်မို့ချစ်တော်ညော်စီတိုင်းကျွန်တော်လောကမှာလှုပ်ဆောင်ခဲ့တဲ့ကျင့်ကြံပြုမှုမှုတွေဟာအင်မတန်ရည်ကြီးပါတယ်။သခင်ဖျားနှစ်သက်တော်သူဖြစ်ဖို့ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေက ဖျားသခင်နှစ်သက်ဖို့အင်မတန်ရည်ကြည့်တယ်။လူတွေနှစ်သက်အောင် လူတွေအကြိုက်လိုက်လို့ဆောင်မဲဆိုရင်တော့ဒါမှားပြီ။တချို့ကသူများအကြိုက်လိုက်ပြီးတော့အသက်မရှင်တတ်ပါဘူး။တို့ရတွင် ကိုစိတ်ကြိုက်အသက်ရှင်တဲ့သူတွေလည်းရှိပါတယ်။ကျွန်တော်တို့ကသူများနှစ်သက်အောင်အသက်ရှင်ဖို့မဟုတ်သလိုကိုစိတ်တိုင်းကြအသက်ရှင်ဖို့လည်းမဟုတ်ပါဘူး။ယုံကြည်သူဖျားသားသမီးဆိုတာကသူများတွေသဘောကျအောင် သူများတွေကိုထောက်ခံအောင်သူများတွေကိုဂုံပြုတ်ချီးမွှားအောင်အသက်ရှင်ဖို့မဟုတ်ပါဘူး။ ဒီလိုပါပဲကိုယ်စိတ်တိုင်းကြကိုယ်သဘောတိုင်းဖခင်ရဲ့အမှုတော်ထဲမှာပါဝင်ခြင်းကိုယ်စိတ်တိုင်းကြအသက်ရှင်ခြင်းလည်းလုပ်လို့မရပါဘူး။ယုံကြည်သူဖခင်သားသမီးဆိုတော့ကသခင်ဖခင်နှစ်သက်အောင်ဖခင်သခင်အလိုတော်တိုင်းအသက်ရှင်ရတာဖြစ်ပါလေ။ဒါကြောင့်မို့ကျွန်တော်ရဲ့လောကခဏတာအသက်ရှင်တဲ့အခါမှာဖခင်သခင်အလိုတော်ကိုရှာဖွေပြီးတော့ဖခင်သခင်နှစ်သက်တဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့ဖြစ်ပါလေ။ကိုယ်စိတ်တိုင်းကြအသက်မရှင်မိဖို့အင်မတန်ရည်ကြီးပါလေ။ ကျွန်ရှင်လူကခရစ်ဝင်ခန်းကြီး30အပိုင်ငယ်38ကနေ42ကိုကြည့်တဲ့အခါမှာမာရီနဲ့မာသညီမနှစ်ယောက်ရဲ့အကြောင်းတွေ့ရပါတယ်။သခင်ရှုကသူ့အိမ်မှာသွားပြီးတော့တဲခိုတဲ့အခါမှာမာသကသခင်ရှုကိုအဲ့ခံဖို့အတွက်စူးစမ်းပြီးတော့အကောင်ဆုံးလှုပ်ဆောင်ပါတယ်။သခင်ရှုကိုအဲ့ခံဖို့အတွက်လှုပ်ဆောင်ရင်းနဲ့သူကအလုံးရှုံနေပါတယ်။စိတ်ပူပန်နေပါတယ်။မာရီကတော့ သခင်ရှုရဲ့ခြေရင်းသားမှာပဲသခင်ရှုပြောတဲ့နှုတ်ကပတ်တော်စကားတော်တွေကိုထိုင်ပြီးတော့နားထောင်နေပါတယ်။မာသကတော့သခင်ရှုကိုလှုပ်ကြွေးဖို့အတွက်စိတ်ပူပန်တဲ့ခါမှာအထံတော်ကိုချဉ်းကပ်ပြီးတော့သခင်ကျမညီမကိုပြောပါအောင်ကျမတယောက်တည်းတလောက်လှုပ်ကြွေးဖို့အတွက်လှုပ်ဆောင်နေတာကိုလစ်လူသောစိတ်ရှိသလား။ကျမကိုကူညီမဲ့ကြောင်းကျမရဲ့ညီမကိုမိန့်တော်မူပါလို့ပြောတဲ့ခါမှာသခင်ရှုကမာသမာသသင်သည်များစွာသောအမှုတော်၌ စိုးရင်၍နှောက်ယှက်ခြင်းကိုခံရ၏လိုသောရာတစ်ခုတည်းရှိ၏မာရိမူကားကောင်းသောအဖို့ကို ရွေးယူပြီးထိုအဖို့ကို အပေသူများမနှုတ်မယူရာဟု မိန့်တော်မူခဲ့ပါသည်ကျွန်ဒီရာကိုကြည့်တဲ့အခါမှာဒီအဖြစ်ပြက်လေးကိုကြည့်တဲ့အခါမှာမာတာကအကောင်းဆုံးသခင်ရှုကိုဧကံဖို့အတွက်ကြိုးစားလှုပ်ဆောင်ပါတယ်ဒါပေမဲ့သူ့စိတ်နှလုံးကပူပန်နေတယ်သခင်ဘုရားကိုဘလို့လှုပ်ကြွေးပြုစုရမလဲဆိုတာ ਨੇ ပူပန်နေပြီးတော့ အဓိကလိုအပ်တဲ့အရာကို သူကမေ့လျော့သွားတယ်။မာရီကတော့သခင်ဘုရားရဲ့နှုတ်ကပတ်တော်ကိုနားထောင်ပြီးတော့ကောင်းသောအရာကိုရွေးယူတယ်လို့သခင်ရှုကဖော်ပြပါတယ်။ဒါကြောင့်မို့ခြေသွင်းကြောင့်စီတိုင်းဒီဖြစ်ပျက်ကိုကြည့်တဲ့အခါမှာဘုရားသခင်အမှုတော်တွေမှာပါဝင်တဲ့အခါမှာကိုယ်စိတ်တိုင်းကြကိုယ်သဘောတိုင်းလှုပ်ဆောင်လို့မရပါဘူး။မာသားကအကောင်းဆုံးလုပ်ပါတယ်။ဒါပေမဲ့ကိုယ်သဘောတိုင်းကိုယ်စိတ်တိုင်းကြဖြစ်နေတယ်။သခင်ရဲ့သဘောကိုသူမလိလောက် ။တခင်ရှုကဘေယာကိုအလိုရှိတာလေ။ဘေယာကိုနှစ်သက်တာလဲဆိုတော့ကိုသူကမရှာဖွေခဲ့ဘူး။မာရီကတော့တခင်ဘေယာကဒီနှုတ်ကပတ်တော်တွေကိုခံယူတဲ့အခါမှာသူပြောတဲ့အကြောင်းအရာတွေကိုနားထောင်ခြင်းကိုပို့ပြီးတော့အလေးထားနှစ်သက်တယ်ဆိုတော့ကိုမာရီကသိတဲ့အခါမှာ မာရီကကောင်းသောအဖို့ကို ရွေးယူတယ်။ဖခင်နှုတ်ကပတ်တော်တရားစကားကို သူကရွေးယူခဲ့တယ်။အဲ့ဒီအရာကိုဘသူမှနှုတ်ယူလို့မရဘူးလို့တခင်ရှုက ဖော်ပြခဲ့ပါတယ်။ဒါကြောင့်မို့ချစ်သောညောင်စီတိုင်းကျွန်တော်တို့အမှုတော်ဆောင်တဲ့အခါမှာ ေးကန်တဲ့ခါမှာအစီခံတဲ့ခါမှာသူများရဲ့အချီးမွားကိုခံလို့ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့မှားပြီသူများနှစ်သက်ဖို့မလှုပ်ဆောင်ပေမဲ့ကိုယ်စိတ်တိုင်းကျကိုယ်သဘောနဲ့အမှုတော်ဆောင်မယ်ကိုယ်စိတ်တိုင်းကျဘုရားအတွက်အမှုတော်ထဲမှာပါဝင်မယ်ကိုယ်နှစ်သက်တဲ့အရာတွေကိုလုပ်မယ်ဆိုရင်လည်းမှားပြီဘုရားအမှုတော်ထဲမှာပါဝင်တဲ့ခါမှာသခင်ဘုရားရဲ့အမှုတော်ထဲမှာလှုပ်ဆောင်တဲ့ခါမှာသခင်ဘုရားနှစ်သက်ဖို့ဟာအဓိကကြပါတယ် မာရီနဲ့မာသားညီမနှစ်ယောက်စလုံးကသခင်ဖျားရဲ့အမှုတော်ထဲမှာပါဝင်တဲ့အမျိုးသမီးတွေဖြစ်ပါတယ်။ဒါမှဒီအချက်မှာတော့မာသားကသခင်ဖျားရဲ့အလေလာကိုမသိယူမိလိုက်ဘူး။မာရီကတော့သခင်ရှုရဲ့အလေလာကိုသိယူပြီးတော့နှုတ်ကပတ်တော်တွေကိုထိုင်ပြီးတော့နားထောင်ခဲ့တယ်ဆိုတော့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ချစ်တော်ညော်စီတိုင်းလောကမှာအသက်ရှင်တဲ့ခါမှာကိုနှစ်သက်ဖို့လားကိုတော်နှစ်သက်ဖို့လားဆိုတဲ့အရာကအရေးကြီးပါတယ်။ကိုနှစ်သက်ဖို့အတွက်ကိုစိတ်ကျေနပ်ဖို့အတွက် ဖခင်ရဲ့အမှုတော်ထဲမှာကိုယ်စိတ်သဘောနဲ့မလုံဆောင်ပါနဲ့ဖခင်ရဲ့အလေးလာကိုသိယူလိုက်ပါဖခင်သခင်ကပေါအောင်နှက်တက်တာလေတခင်ရှုနှက်တက်တဲ့အတ္တတာနဲ့အမှုတော်ဆောင်နိုင်တော်သူအသက်ရှင်နိုင်တော်သူဖြစ်ပါစေဒါကြောင့်မို့လောကခဏတာအသက်ရှင်တဲ့အခါမှာသခင်ဖခင်နှက်တက်တော်သူဖြစ်ဖို့ရန်အတွက်စူးစမ်းအားထုတ်ပြီးတော့အသက်ရှင်တော်သူများဖြစ်စေဖို့ဝိင့ပါနဲ့အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ